online မှာအချိန်တိုအတွင်းလူတွေကိုမမေ့စေတဲ့အချက်၅ချက်အဲ့တော့အရင်ဆုံးကြိုပြောချင်တာက online မှာဘာလို့လူတွေကိုမမေ့ရမှာလဲအဲလူတွေမမေ့လို့ရှိရင်ဗာတွေရလာမလဲဆိုပြီးတော့မှမေးချင်မေးကြလိမ့်မယ်အဲ့တော့အခုခေတ်က content creator တွေအရင်များတဲ့ခေတ်ဖြစ်တယ် content creator ကနေတဆင်ဈေးရောက်တဲ့သူတွေရှိတယ် content creator ကနေတဆင်ဂျင်ညာတွေလက်ခံပြီးတော့မှ အာဂျင်ညာ service တွေ product တွေကိုဂျင်ညာပေးနေတဲ့သူတွေရှိတယ်။သို့မဟုတ်ပေါ့နော် content creator ကနေ decimalization တွေကနေပတ်စံရနေတဲ့သူတွေအများကြီးရှိတယ်ပြောချင်တာက content ဖန်တီးတဲ့သူတွေအများကြီးရှိတယ်အဲ့တော့ကိုကိုတိုင်းကလည်း online မှာ ဝင်ငွေတွေရှာဖို့ရည်ရွယ်ချက်ရှိထားသူတယောက်ဖြစ်တဲ့ online ကနေဝင်ငွေတွေအများအရချင်နေဆိုရင်အရေးကြီးဆုံးအချက်တစ်ချက်ကတော့လူတွေကိုယ်မမီမှရမယ်လူတွေကိုယ်မမီမှကိုယ်စောင့်ကြည့်ချင်မယ်ကိုယ်ဖန်တီးတဲ့ content တွေကိုသူတို့အားပေးမယ်မမတ်မိဘူးဆိုလို့ရှိရင်တော့ तू ကဘယ်သူလဲငါ့သူ့ဘာလို့ကြည့်ရမလဲဆိုတော့အတွေးတွေနဲ့ပဲကိုယ့်ရဲ့ video တွေကိုယ့်ရဲ့ content တွေကိုကြော်သွားကြလိမ့်မယ်အဲ့တော့ဒီ video ထဲမှာအချက်၅ချက်လာပြောပြပါမယ်ဒီအချက်၅ချက်ကိုတေချာလေးလိုက်လုပ်လို့ရှိရင် အနည်းနဲ့အမြန်တော့လူတွေကိုမက်မိလာမှာဖြစ်ပြီးတော့မှအဲ့ဒီနောက်ဆက်တွဲကိုဘာတွေလုပ်မလဲ။ဘာစီးပွားရေးတွေလုပ်လို့ပေါ့နော်။လူတွေကိုအားပေးလာလိမ့်မယ်။ဝင်ငွေတွေပိုရလာလိမ့်မယ်။နံပါတ်၁တစ်ချက်သွားရအောင်နံပါတ်၁ကပါလဲဆိုရင်လူတွေကိုမမေ့စေချင်တယ်ဆိုရင်တခုခုကို focus လုပ်မှရမယ်။တခုခု focus လုပ်တယ်ဆိုတာဘလို့လဲเนาะလူတော်တော်များများကกว่าဆက်ဆလုပ်တဲ့ချိန်မှာဘာလုပ်ရမယ်မမသိဘူး။ဘာ content နေဖန်တီးရမယ်မမသိဘူး။เนาะအလဲရမလားစားရမလားเนาะ make up ပြင်ရမလားဟင်းချက်ပြရမလားနော်ဘာလို့ရမလဲမတိကြသေးဘူးကွာအဲ့တော့ရှောက်လှုပ်လိုက်ကြတယ်ဆက်ဆချင်းမှအရေးကြီးဆုံးပဲအားလုံးအစကတည်းကရှောက်လှုပ်လို့ရှိရင်ဘသူမှလည်းကိုယ့်ကိုဘယ်နေရာမှာဘလို့ကျွမ်းကျင်နေဆိုတာမ မ်းမီတော့မှာမဟုတ်ဘူးအဲ့တော့တခုကိုပဲရွေးအခုခက်ကလေလမ်းများဖို့အချိန်မရှိတော့ဘူးအလုံးအဲမျိုးစုံလောက်တယ်နော်ပြီးမှ ကိုကြိုက်တဲ့လမ်းကိုရွေးမယ်ဆိုတဲ့အချိန်မရှိတဲ့လောက်ရှားသွားပြီအဲ့တော့အစကတည်းကငါနေ့တိုင်းဘာလုပ်နိုင်လဲဥမာပြီးအေးဆိုရင်နေ့တိုင်းဘလို့ content မျိုးတွေငါဖန်တီးနိုင်လဲเนาะနေ့တိုင်းဟိုဘလို့မျိုးတွေငါရိုက်နိုင်လဲအဲ့ဒီ content ကိုပဲရွေးလိုက်တယ်ပြီးတော့အဲ့ဒါကိုပဲ focus လုပ်တယ်အဲ့တော့ဆက်ဆလုပ်တဲ့သူဘသူမှကိုယ်မမတ်မိသေးတဲ့သူဆိုရင်အစပိုင်းမှာတစ်ခုကိုပဲ focus လုပ်ပါလို့ပြောချင်တယ်ဟင်းချက်မလားဟင်းဆက်တိုက်ချက်အဲ့ချိန်တနေ့တစ်ချိန်ချိန်မှာလူတွေကကိုယ်အော်တော့ဟင်းလာချက်ပြတဲ့လူလေးဆိုပြီးတော့မှ ကိုကိုမမိလာကြလိမ့်မယ်နံပါတ်1ပေါ့နော်တခခုကို focus လုပ်ပါနံပါတ်1ကပါလဲဆိုရင်တခုခုကို focus လုပ်ပြီးတော့မှအချိန်တခုတော့ပေးကိုပေးရမယ်အဲ့တော့ PA ရဲ့အတွေ့အကြုံရဆိုရင်အာစံချိန်တခုပေါ့နော်ဟိုလူတွေကိုမမေ့လာမဲ့စံချိန်တခုကပဲနလားလဲဆိုရင်3လနေ6လအားလုံးအခု PA ပြောတဲ့နီးလန်းတွေကိုလိုက်လုပ်လို့ရှိရင်အနည်းဆုံး3လကနေ6လတော့အချိန်ပေးနော် မမတ်မင်းဆရာအကြောင်းမရှိဘူးကွန်တက်နဲ့မပေါက်ဆရာအကြောင်းမရှိဘူးဟုတ်ပြီနော်အဲ့တော့အချိန်3လနဲ့6လတော့စိတ်ရှိသီးခံပေးရမယ်အားလုံးဟိုအချိန်3လအတွင်းမှာပါရက်လက်မှတ်မရဘူးငါဗီဒီယိုပါတခုမှမပေါက်ဘူးငါကွန်တက်နဲ့ဘယ်သူမှမကြည့်ဘူးဆိုတဲ့အတွင်းနဲ့ပေါ့နော်ရက်လိုက်လို့ရှိရင်တော့ကိုလှုပ်ခဲ့တဲ့အရာတွေလည်းအလကားဖြစ်သွားလိမ့်မယ်အဲ့တော့အချိန်3လနဲ့6လထိတော့အာစိတ်ရှိသီးခံပေးပါလို့ပြောချင်ပါတယ်ရှင် ပါတ်3တစ်ချက်ကပါလဲဆိုရင်စတိုက်လုတ်ပေးပါ consistency ဒါကတော့ content ပဲလုတ်လို့ online ပဲလုတ်လို့ပါပဲလုတ်လို့ပေါ့နော်အာလူတိုင်းရှိကိုရှိရမယ့်တစ်ချက်ဖြစ်တယ် consistency စတိုက်လုတ်ခြင်းလူတော်တော်များများကပထမတရက်လုတ်တယ်နော်တတိယတရက်လောက်တတိယပြင်းတယ်နောက်ရက်မှလုပ်မယ်နော်၃ရက်လောက်နားလိုက်တယ်ပြီးတော့မှဟိုဗီဒီယို၄ရက်မြောက်မှာဗီဒီယိုပြန်တင်တယ်နော်အဲ့လိုပဲလုပ်နေကြတယ် ဲ့တော့လေအရင်ခေတ်တုန်းကဆိုရင်ကိစ္စမရှိဘူးအရင်ခေတ်တုန်းက content creator တွေမများတဲ့ခေတ်တုန်းက non selling influencer တွေမများတဲ့ခေတ်တုန်းကဆိုရင်ဘလို့ပဲနာနာလူတွေကကိုယ်စောင့်ကြည့်ကြတယ်အော် तू ကဟိုဟိုပြန်တင်လိုက်ပြီးအော်ငါပြန်ကြည့်မယ်ဆိုပြီးတော့မှစောင့်နေကြတယ်ဒါပေမဲ့အခုခေတ်ကမဟုတ်တော့အတိတ်တည်းအများကြီးထွက်တယ်တနည်းတနည်းဆို content အတိတ်တည်းအများကြီးထွက်တယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ content ရှိရှိမရှိရှိဘသူမှလည်းစိတ်ဝင်စားတော့မှာမဟုတ်ဘသူမှလည်းကိုယ်စောင့်ကြည့်တော့မှာမဟုတ်ဘူးဒါလို့လေအရင်များသွားလို့အဲ့တော့ subscribe က်လုံးနိုင်မှရမယ်ဆက်တိုက်တောင်ရိုးရိုးမဟုတ်ဘူး PA တို့ဆိုရင်အာအမြဲတမ်းလောက်ခဲ့လို့เนาะတခါမှမနာဖူးတဲ့တူတောင်မှတရက်တရက်ကိုဆိုရင် contact အနည်းဆုံး3ခုလောက်တော့တင်ပေးရတယ်ဘာလို့လဲเนาะ platform တစ်ခုမဟုတ်တစ်ခုမှာကိုဆိုတာလူတွေဆက်တိုက်တွေ့နေမှလူတွေကကိုဆက်တိုက်မမိသွားမှာအဲ့တော့နံပါတ်3ဆက်တိုက်လောက်ချင်မရှိလို့မရအောင်နံပါတ်4 လူတွေကိုမမေ့စေချင်တယ်ဆိုရင်ကိုပိုင်ထိုးချချက်တခုခုတော့ရှိရမယ်ကိုပိုင်ထိုးချချက်လို့ပြောတဲ့အချိန်မှာတောင်းတောင်းမတူဘူးဥမာတချို့ဆိုရင်အစကားပြောတဲ့အချိန်မှာထိုးချချက်တခုခုရှိတာမျိုးတချို့ဆိုရင်ဗီဒီယိုစလိုက်တဲ့အချိန်မှာ ပြောတဲ့စကားတွေနှုတ်ဆက်တဲ့စကားတွေကသူများနဲ့မတူပဲတမှုထူးခြားနေတာမျိုးတော့မဟုတ်ပေါ့နော်အဲဗီဒီယိုတွေထဲမှာဒီအင်ကြီးတထဲသေးကိုပဲဝတ်တဲ့လူလည်းရှိတယ်ကွတည်မလားအော်ဒီအင်ကြီးဆိုရင်သူပဲဆိုပြီးတော့မှလည်းအဲ့လိုမျိုးထူးခြားချက်တွေလည်းဖန်တီးကြတယ်တော့မဟုတ်ပေါ့နော်တချို့လည်းအာဥမာအတက်တက်စာတန်းတို့ဘာလို့ဆိုရင်လဲပေါ့နော်အအယောင်တယောင်ထဲသုံးတာမျိုးတွေဗီဒီယိုရဲ့ mood and tone တွေဒါမျိုးတွေကိုကွာ အာတခုတည်းပဲစတိုက်သုံးဓာမျိုးပေါ့အဲဓာမျိုးတွေဆိုလဲလောက်ကြတယ်သို့မဟုတ် background ကအစတမျိုးတည်းပဲသုံးဓာမျိုးတွေပေါ့နော်အဲ့တော့ဓာမျိုးတွေကိုတခုပဲစတိုက်သုံးလို့ရှိရင်လဲလူတွေကစပြီးတော့မတ်မိလာတယ်အော်ဒီအယောင်ဆိုရင်တော့သူ့ပဲနော်ဓာမျိုးစနှုတ်ဆက်ရင်တော့သူ့ပဲဒီလိုစတန်းထိုးရင်တော့သူ့ပဲဆိုပြီးတော့မှလူတွေကလည်းဒီထူးခြားချက်တွေကနေစပြီးတော့မှတိလာနိုင်တယ် နောက်ဆုံးတစ်ချက်နံပါတ်5ရောက်သွားပါပြီရှင်အဲ့တော့ပါပဲလှုပ်လှုပ်ပေါ့နော်ဒီနံပါတ်5မရှိလို့မရအွန်လိုင်းပဲလှုပ်လှုပ်ပါလှုပ်ပဲလှုပ်လှုပ်ပါလဲဆိုရင် target နဲ့အလုပ်လှုပ်ပါ target မရှိလို့မရဘူးအားလုံးလူတော်တော်များများလှုပ်တယ်ပေါ့နော်3လနဲ့6လလှုပ်လိုက်ကြတယ်ဒါပေမဲ့အဲ့3လနဲ့6လတွေမှာဘာရလက်မမရအောင်ဒီတိုင်းပဲလှုပ်လိုက်လှုပ်လာတယ်အဲ့လိုမျိုးဆိုရင်လည်းမဟုတ်သေးဘူးနော်အားလုံးအဲ့တော့ဒီနေ့မှာငါပဲဗီဒီယိုကိုပြအောင်ဖန်တီးမယ်နော်ဒီဗီဒီယိုကနေငါ view ဘလောက်လောက်တော့ရရမယ် အဲတော့မဟုတ်ဒီတစ်ပတ်အတွင်းမှာငါဘလို့ contact မျိုးရတော့စတိုက်ဖန်တီးနိုင်ရမယ်ဆိုတော့ အိုရေရေတိုတာကက်ရေရှိတာကက်မျိုးရှိရမယ်6လအတွင်းမှာငါ follower ဘလောက်တော့ရှိရမယ်ဆိုတော့နော်တာကက်မျိုးတော့မဟုတ်နော်ပဲဗီဒီယိုကနေတော့ငါဘာတော့ရောင်းရမယ်ရောင်းနိုင်ရမယ်ဆိုတော့တာကက်မျိုးတွေအနည်းနဲ့အများတော့ရှိမှရမယ်မဟုတ်ဘူးဆိုရင်နော်လုတ်ပဲလုတ်နေတယ်နော်ဟိုဘာတာကက်မှလည်းမရှိအဲလုတ်လိုက်တယ်လုတ်လိုက်တယ်လုတ်လိုက်တယ်နေ့တိုင်းတော့လုတ်တယ်ဆက်တိုက်တော့လုတ်တယ်ခုနပြောတဲ့အချက်လေးချက်အကုန်ရှိတယ်ဒါပေမဲ့နော်တာကက်မရှိလို့ရှိရင်လေအာအိမ်ကနေ ဆိုင်ကယ်စီးပြီးထွက်သွားတယ်ဒါပေမဲ့ပယ်သွားလို့သားနေမှန်းလည်းမသိဘူးအချိန်နေပဲကြာပြီးတော့မှအာအလကားဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ target ရှိတဲ့လူကလေအားလုံး PA ပြောတယ်လို့အချိန်3လနဲ့6လတောင်ပေးစရာမလိုဘဲနဲ့လေပေါက်နေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဘာပဲလုပ်လို့ target ရှိပါလို့ပြောချင်ပါတယ်ရှင် ဲ့တော့ဒီလိုမျိုးအလူတွေကိုမမီဖို့ပေါ့နော် content နဲ့ဖန်တီးခြင်းနဲ့ content အကြောင်းမသိသေးဘူးအ content မျိုးစားတွေဘာတွေရှိလဲငါရောဘယ်လိုအမျိုးစားနဲ့လိုက်ဖတ်တာလဲဆိုတော့နီလာအသေးစိတ်တွေကိုထပ်ပြီးတော့လေ့လာခြင်းနဲ့ဆိုရင် PAC မှာ content ဖန်တီးတဲ့သင်တန်းရှိတယ်အ content millionaire တင်တန်းပေါ့နော်အဲ့တော့အဲ့ဒီတင်တန်းကတင်တန်းကြီးအပြည့်က3သိန်းတိုင်းပဲဒီဗီဒီယိုကလာအဲ့လိုရှင်းသသိန်းခွဲနဲ့ပြီးအထားပေးအောင်မယ် contact အမျိုးအစားအသေးစိတ်10မျိုး9မျိုးတိတိတင်ထားပေးတယ်ပြီးတော့ online မှာသွားမဲ့လမ်းကြောင်းပဲလမ်းရှိတာလဲဆိုတော့အသေးစိတ်ကအစပြီးတင်ထားပေးတယ်အဲ့တော့ အာ live ပုံစံနဲ့တင်ထားပေးတဲ့အတွက်ကြောင့်ကိုကအဲ့ဒီ live recording တွေကိုပြန်ကြည့်ပြီးတော့မှ လေ့လာပြီးတော့မှ live လောက်ယုံပဲပေါ့နော်အားလုံး KL TV တို့ကရင်တစ်ခုခုရလိုက်တဲ့အကျိုးရှိတယ်ဆိုရင် PA ကို subscribe လေးလုပ်သွားပေးပါတော့မဟုတ်ကိုချစ်တဲ့သူတွေကို link လေး share ပေးလိုက်ပါရှင့်အဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်